ရွှေပြောင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာရွှေပြောင်းလုပ်သမားတွေအနေနဲ့အလုတ်ရှင်ပြောင်းလဲရမှာမူလအလုတ်ရှင်ထမ်းမှတရားဝင်အလုတ်ထွက်စာလို့ခေါ်တဲ့ဘိုင်ကျက်ဝန်စာရွက်ဘလိုအပ်တဲ့အကြောင်းလေးကိုပြပြပေးချင်ပါခင်ဗျာရွှေပြောင်းလုပ်သမားတွေအနေနဲ့အလုတ်ရှင်ပြောင်းလဲရမှာမူလအလုတ်ရှင်ထမ်းမှတရားဝင်အလုတ်ထွက်စာဘိုင်ကျက်အောင်မလိုအပ်တဲ့အကြောင်းနိုင်ငံခြားသားအလုတ်သမားစီမံခန့်ခွဲမှုရုံးမှဩဂုတ်လ20ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ် ဘိုင်းကျော်ဆိုတာလုံတစ်ခုကနေတစ်ခုပြောင်းတဲ့အခါမှာလိုအပ်တဲ့တရားဝင်လုံထွက်စာဖြစ်ပါတယ်။ဘိုင်းကျော်ထုတ်ပြီးသားဆိုရင်တော့ရပောင်း60အတွင်းမှာအလုပ်ရှင်တင်ရှားဖို့လိုပါတယ်ခင်ဗျာ။မှတ်ချက်အနေနဲ့ကတော့ဘိုင်းကျော်ထုတ်ပြီးဆိုရင်တော့ရပောင်း60အတွင်းမှာအလုပ်ရှင်တစ်ကိုရှားဖို့လိုပါတယ်ခင်ဗျာ။တိထားမှာကတော့အလုတ်ရှင်တစ်စီမှာကိုကအလုတ်ဝင်နေပြီဆိုရင်တော့ကိုရဲ့အလုတ်ရှင်တစ်က ကိုအလုတ်ဆဝင်တဲ့နေ့ကနေစပြီး15ရက်အတွင်းသက်ဆိုင်ရနေမီကြာငန်းလို့ခေါ်တဲ့အလုတ်သမားရုံးနေမှာအလုတ်ရှင်ပြောင်းကြံခေါက်ကြောင်းကြားထားဖို့လိုပါတယ်ခင်ဗျာအမူယူလုတ်သမားတွေအနေနဲ့အလုတ်ပြောင်းရွှေ့လို့ရတဲ့နီလန်းနှစ်မျိုးရှိပါတယ်ခင်ဗျာပထမနီလန်းကတော့အမူယူလုတ်သမားတွေအနေနဲ့စာချုပ်တရန်ကုန်ပြီးရပောင်း30အတွင်းအလုတ်ပြောင်းရွှေ့ခြင်းနဲ့ဆိုရင် အလုရှင်တင့်နဲ့ထမှန်စာချုပ်ချုပ်ဆိုပြီးဝဘာမင်းအစ်စ်လောက်ကလုတ်ပြောင်းရှင်နိုင်ပါ रे ခင်ဗျာမှတ်ချက်အနေနဲ့ကတော့စာချုပ်ကုန်ဆုံးပြီးအလုရှင်အစ်စ်ရှာဖွေစဉ်ကာလမှာအလုရှင်အစ်စ်နဲ့ဝဘာမင်းပြန်လျှောက်ချိန်အထိမိမိရဲ့ဗီဇာနဲ့ဝဘာမင်းများတက်တန်းရှိနေရင်အရေးကြီးပါ रे ခင်ဗျာနံပါတ်1နီလန်းကတော့စာချုပ်တက်တန်းမကုန်ဆုံးသေးတဲ့ MOU အလုပ်သမားများအနေနဲ့အလုပ်ပြောင်းချင်တယ်ဆိုရင်တော့ အခုပြောပြသွားမယ်အခြေအနေ6ခုတွေကတခုခုနဲ့ကိုက်ညီမှသာပြောင်းလို့ရပါမယ်ခင်ဗျာနံပါတ်1လှုပ်ရှင်ဘက်မှာစာချုပ်ဖြတ်သိမ်းတာဒါမှမဟုတ်အလှုပ်ရှင်သိဆုံးတာနံပါတ်2လှုပ်ရှင်ကအနိုင်ကျင့်တာကိုတိလက်ရောက်ရံမှုတာနံပါတ်3စာချုပ်မှာပေါ်ပြထားတဲ့လစာနှုံနာတိုင်းလှုပ်ရှင်ကမပေးတာစာချုပ်ဒါမှမဟုတ်လုံသမားဥပဒေကို ဖောက်ဖြတ်ကျူးလွန်တာ ။နံပါတ်၄အလုရှင်ဒေဝါလီခန္ဓာဓမ္မမုတ်လုပ်ငန်းကြဆင်းသဖြင့်ရွှေပြောင်းလုပ်သားများကိုအလုမပေးနိုင်တော့တာ။နံပါတ်၅လုပ်ငန်းခွင်နဲ့အလုရဝန်ကအလုသမားရဲ့ကိုယ်စိတ်ကျန်းမာရေးအတွက်စိုးဝါစွာထိခိုက်စေတာ။နံပါတ်၆အလုသမားလွှဲပြောင်းမှုအတွက်အလုရှင်အစ်စ်ကအလုရှင်အဟောင်းထံရော်ကြီးပြင်းရန်သဘောတူညီတာ။အလုရှင်အစ်စ်ကအလုရှင်အဟောင်းထံရော်ကြီးပေးရမယ်ဆိုရမှာ။ အလုရှင်အဟောင်းကြခံခဲ့တဲ့လုံသားခေါ်ယူစိတ်တမကအခြားကုံကြခံခဲ့တဲ့ကုံကြစိတ်များလဲအကျုံးဝင်ပါတယ်ခင်ဗျာအခုပြောပြသွားခဲ့တဲ့အကြောင်းအရာ6ခုတည်းကတခုခုနဲ့ကိုက်ညီခဲ့မယ်ဆိုရင်အလုတ်တိပြောင်းရှိလို့တော့အလုရှင်အဟောင်းထံကအလုတ်ပယ်ဖြတ်စာရယူပြီး15ရက်တွင်အလုရှင်အစ်ကကြာငန်းယုံကိုအတိပေးကအလုတ်ပြောင်းရွှေ့ခွင့်ရှိပါတယ်ခင်ဗျာအမိုယူမဟုတ်တဲ့လုံသမားတွေအနေနဲ့လည်း လုံရှင်ဟောင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်တရမ်းမကုံငယ်ရက်30အတွင်းလုံရှင်အသင်းနဲ့အလုတ်ပြောင်းရွှေ့ခွင့်ရှိပါတယ်ခင်ဗျာအလုတ်ပြောင်းရွှေ့ခြင်းနဲ့ဆိုရင်တော့လုံရှင်ဟောင်းစီကအလုတ်ထွက်စာဖြစ်တဲ့ဘိုင်ကျော်ရောယူရန်မလိုတော့ပါဘူးခင်ဗျာဒါပေမဲ့အလုတ်ရှင်ဟောင်းအနေနဲ့ကတော့အလုတ်သမားကမိမိအလုတ်ကနေထွက်ခွာသွားကြောင်းကိုအလုတ်သမားထွက်ခွာတဲ့ရက်ကနေစပြီး15ရက်အတွင်းကြာငန်းရုံးကိုចောင်းကြားထားဖို့လိုပါတယ်ခင်ဗျာ เจซุตุมาเลยครับเนี่ย